မင်္ဂလာပါဖိုဘော့ review ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ Chara Bee နေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှင်ဒါ Europa League 16တင်ရှုံသွဲအဆင်ပွဲစဉ်တွေရဲ့ဒါဒုတိယကြိုပွဲစဉ်တွေကစားဖို့ရှိတယ်ပေါ့နော်ပြီးတော့နောက်ထပ် Conference League ပွဲစဉ်တွေလည်းရှိတယ်ပေါ့နော်ဒါမှမဟုတ်ဒီနေ့ဗီဒီယိုမှာတော့ဒါဒီနေ့ညမှာကစားမယ့် Europa League ပွဲစဉ်စုစုပေါင်း10ပွဲရှိတယ်ပေါ့နော်10ပွဲလုံးကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့ ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်ကတော့ဒီနေ့ည7:55မှာကစားမယ်အိုလံပီယာကော့နဲ့ပိုတိုဂလင်အတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်နော်အိုလံပီယာကော့ကဒီ 1D ပေါ့နော်တကိုးသွင်းတည်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်း45ပြားရမယ်ဆိုပြီးတော့ကြီးထွက်တာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပိုတိုဂလင်အတင်းကစားရဲ့နောက်ဆုံး7ပွဲကိုကျွန်တော်ပြန်ကြည့်10ပွဲက နဲ့တင်းမောင်းတွင်ကိုအနည်းဆုံး3ဂိုးနဲ့3ဂိုးအထက်ကိုရှိခဲ့တယ်ပြီးတော့ဒီဘိုဒိုကလင်ကစားရဲ့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကဒီအပြန်လည်တွင်ကိုဒီဘိုလင်းတူစကိုရဆိုလို့ရှိရင် yes ဖြစ်ခဲ့တာကိုတွေ့ရရပေါ့ပြီးတော့ဒါပရမအကြော့မှာဆိုလို့ရှိရင်လည်း Olympic ကက ဒီတုံးကိုပြတ်နဲ့ဘိုတိုဂလင်းကိုသူတို့ရှုံးခဲ့ဟောရှုံးခဲ့ဆိုဒီနေ့အင်ကွင်းမှာအိုလံပီယာကော့အနေနဲ့ဘိုတိုဂလင်းအသင်းဘက်ကိုတင်းကိုတွေပြန်လဲရယူဖို့ကြိုးစားလာလိမ့်မယ်လို့ထင်တယ်ဘိုတိုဂလင်းအနေနဲ့ကကျတော့2025ခုနှစ်အတွင်းမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကတော်တော်လေးကိုတိုးတက်လာတယ်ဘောနော်ဒီတွင်းကိုတွေမြဲမြဲဆက်ဆက်သူတို့ရတာတယ်အဲ့တော့ဒီဘွဲမှာလည်းသူတို့ရဲ့တွင်းကိုတွေကိုကျွန်တော်ထပ်ပြီးမြင်တွေ့ရလိမ့်မယ်လို့ထင်တယ်ဒီအင်ရှင်ဖြစ်တဲ့အိုလံပီယာကော့ကလည်းပထမအကြိမ်မှာတုံးကိုပြတ်နဲ့ရှုံးခဲ့ဆိုတော့ဒီဘွဲမှာသူတို့တွင်းကိုတွေပြန်လဲရှာဖွေရလိမ့်မယ်ဘောနော်နောက်တစ်ဆင့်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်တော့ ချင်းဒီပေါ့အနည်းဆုံး3ခုလောက်တော့တို့ဘလိုကလိမ့်ဘက်ကိုပြန်သွင်းဖို့လိုတယ်ပေါ့နော်အဲ့တော့3ခုသွင်းရင်45ပြားရမှာဆိုရင်ခြေတစ်ခုမှာဒီကျွန်တော်ခိုးပေါ်သဘောကျရယ်ပေါ့နော် ဲ့တော့ဟုတ်ပြီဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်အင်ရှင်ဖြစ်တဲ့ Olympia ကော့အတင်းကိုသဘောကျတယ်ဘာလို့ Olympia ကော့ကဒီရာဒီသူတို့ရဲ့အင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှင်ရှုံးပွဲမရှိကစားထားတယ်လက်ရှိမှာလည်းဖောင်ကောင်းနေဘာလို့ပြီးတော့သူတို့ကစားခဲ့ရင်ပြန်ဝဲဆုံနောက်ဆုံး10ပွဲမှာ10ပွဲတည်တည်နိုင်တယ်ပြီးတော့ဒီ YouTuber League မှာဆိုလို့ရှင်တော့သူတို့ဒီအင်ကွင်းနောက်ဆုံး4ပွဲမှာဒီ3ပွဲကခန်စီပိုင်းရသူတို့ clean ရှိအောင်မှာရယူထားနိုင်တယ်ပေါ့နော်ပြီးတော့အင်ကွင်းမှာဆိုလို့ရှင် Olympia ကော့ကဒီနောက်ဆုံး6ပွဲမှာ9ပွဲတည်တည်နိုင်တယ် ဘူဒိုကလင်းကကြတော့လေနောက်ဆုံးအဝေးကွင်းယူလိုပါလိ၃ပွဲမှာ၂ပွဲတိတိရှုံးခဲ့ဆိုတော့ဒီပွဲမှာဒီဘူဒိုကလင်းသူ့ရဲ့အိမ်ဝဲမှာပထမကြော်မှာ၃ခုပြည့်နေနိုင်ရဲ့ဆိုပေမဲ့လို့ဒါအိုလမ်ပီယာကော့ရဲ့ကွေးမှာတော့ပြန်ကစားရတဲ့ပွဲမှာသူတို့ချင်းဒီပေါင်ရုံးကန်ရနိုင်တယ်။အိုလံပီယာကော့ကလည်းပထမကြော်မှာရှုံးသွားတယ်ဆိုတော့ဒီပွဲဒီပွဲမှာအနိုင်ပြန်နိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့တကိုးသွင်းတည်ရည်ဆိုပေမဲ့လို့အိုလံပီယာကော့ဒီပွဲမှာဒါဘူဒိုကလင်းကိုအနည်းဆုံးနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့အိုလံပီယာကော့ကိုဒီနေ့ ဒါရွေးထပ်ပြီးရွေးချယ်ပေးမှာပေါ့ဟုတ်ပြီတော့ဒါဒုတိယမြောက်ပွဲစဉ်ကကျတော့ဒီနေ့ည7:55မှာပဲကစားမယ်လာစီယိုနဲ့ဗီဒရီယာဘလဆန်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်နော်လာစီယိုတင်းကတကိုးသွင်း45ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ဒီဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်းအပြား60တိတိရမယ်ပေါ့နော်အဲ့တော့ဒီပထမအကြုံမှာတော့လာစီယိုက2-1နဲ့အဝေးကွင်းမှာနိုင်ခဲ့တယ် ဒါတစ်ဖက်ကဗီဒိုရီယာဘလာဇန်အနေနဲ့ကကျတော့လေဒါလာဇီယိုဒီနေ့ပွဲစဉ်မှာအနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုရောက်ဖို့ဆိုတော့လေဒါသူတို့အတွက်တော်တော်လေးကိုခက်ခဲလိမ့်မယ်လို့ထင်တယ်။ပြီးတော့ဗီဒိုရီယာဘလာဇန်အတင်းကသူတို့ကစားရေးပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲမှာ၃ပွဲဒီဒီကသူတို့နိုင်ပွဲပြောက်ခဲ့တယ်။ပြီးတော့အဝေးကွင်းနောက်ဆုံး၆ပွဲမှာဆိုလို့ရှိရင်လေသူတို့နိုင်ခဲ့တာ၂ပွဲပဲရှိရပါတော့။ပြီးတော့သူတို့အတင်းက YouTube လေးရဲ့ဒါအဝေးကွင်းနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်းအနိုင်ရခဲ့တာတပွဲပဲရှိခဲ့တယ်ဘောနော်ဒီရာဒီမှာဆိုလို့ရှိရင်တော့ပြီးတော့ဒါသူတို့အတင်းက ောက်ဆုံးနောက်ပွဲစတိုင်းမှာသူတို့ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့လာစီယိုကျွန်တော်ပြန်ကြည့်လာစီယိုတင်းကစားခဲ့အိမ်ကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်ဒီ၃ပွဲကလာစီယိုရဲ့တိုက်စစ်ကတွင်ကို၂ကိုဒါမှမဟုတ်၂ကိုတော့ပူပြီးတော့သူတို့ရအောင်တွင်းခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့တကူးတွင်း45ပြားရှုံးမယ်ဆိုတော့လာစီယိုကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာသဘောကြတယ်ပထမကြောမှာလာစီယို2-1နဲ့9ထားတယ်ဆိုပေမဲ့လို့ဒီနေ့အိမ်ကွင်းမှာလည်း ဘရိုယာဘလာဆောင်သူထပ်နိုင်လိမ့်မလို့ကျွန်တော်ထင်တယ်ဗောနော်ဒူးစီလောက်တော့နိုင်သွားလိမ့်မယ်ထင်တယ်အဲဒီအဲ့တော့ဒါဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော်လာဂျီယိုကိုရေးချယ်ပေးမယ်ဗောဟုတ်ပြီတော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကကျတော့ဒီနေ့ညဒီ7နှစ်နိုင်15မှာပဲထပ်ပြီးတော့ကစားမဲ့ front back နဲ့ AJ တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ပထမအကြောင်းမှာတော့ front back ကနှကိုးတကိုးနဲ့နိုင်ထားရေးစပွဲမဲ့လို့ခြားရက်မှာကစားခဲ့တဲ့ junior berlin နဲ့ပွဲမှာတော့သူတို့2-1နဲ့ပြန်ရှုံးထားရေးပေါ့နော်အဲ့တော့ဒါ germany အသင်းတဲ့တင်ဖြစ်တဲ့ front back ကတတူတူကစားခဲ့အင်ဝင်းနောက်ဆုံးနှစ်ပွဲမှာသူတို့ရှုံးထားခဲ့ပြီပေါ့နော်ပြီးတော့ Europa League မှာတော့သူတို့အင်ဝင်းမှာလုံးဝမရှုံးသေးဘူး Europa League ရဲ့ဒီယာဒီမှာကစားခဲ့၄ပွဲမှာသုံးပွဲတည်တည်နိုင်တယ်ပေါ့နော်ပြီးတော့ AJ ကတစ်ဖက်က AJ ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲသူတို့ကစားခဲ့နောက်ဆုံး၁၀ပွဲမှာ ဒီရှစ်ပွဲတိတိနိုင်တယ်နှစ်ပွဲရှုံတယ်ဒါမှမဟုတ်ရှုံးခဲ့တဲ့နှစ်ပွဲကလည်းယူရိုပါလီမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ front back ကလည်းရှိမှာဆိုလို့ရှိရင်အိမ်သိအိမ်ကွင်းအတာချက်တွေများစွာရှိရယ်ပထမအကြောမှာတုံးကလည်းဒီတစ်ဖက်ကအိချက်ကိုတူဒီဒီတူဝမ်းနဲ့နိုင်ရဲဆိုတော့ကျင်းဒီပေါ်တော့ဒီပွဲမှာ front back အနေနဲ့တည်ရီထိမ်းပြီးတော့အိမ်ကွင်းမှာကစားနိုင်ကြတော့ရှိရယ်ပေါ့နော်ဒါမှမဟုတ်ဒီနောက်ဆုံးကစားခဲ့တဲ့သူရဲ့အိမ်ကွင်းပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ဒီ ဂျူနီယာဘာလီနဲ့ကိုနဲ့ကစားပြီးတူးဝန်းနဲ့ရှုံးခဲ့ဆိုတော့ဖရန့်ဘက်ရဲ့အိမ်ကွင်းအားတချက်ကိုအရင်ကြီးတော့အသိအားမရဘူးတဖက်အီချက်အတွက်ဆိုလို့ရှိရင်လည်းတို့နောက်တစ်ဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်ဒီဒီဘွဲကိုတို့အနိုင်ကစားဖို့လိုရတယ်အဲ့တော့ဒီဘွဲမှာတို့အားကုန်ထုတ်ပြီးတော့ကစားလာလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီဖရန့်ဘက်ဘက်က level 95ပြန်ရှုံးမယ်ဆိုတော့ဂျီတခုမှာကျွန်တော်ကတစ်ဖက်အေဂျက်ကိုတဘောကြတယ်အေဂျက်အနည်းဆုံးတော့ထပ်မရှုံးအောင်ဒီဘက်မှာကစားနိုင်လိမ့်မယ်လို့ထင်တယ်သူတစ်ဖက်က front back ကိုအေဂျက်အနိုင်မရခဲ့ရင်တော့တည်ရေးတော့သူကစားသွားနိုင်လိမ့်မယ်ထင်တာကြောင့် level 95ပြန်ရှုံးမယ် front back ရဲ့ sign ဒီဘက်မှာတော့ဒါကြောင့်အေဂျက်ကိုရေးချပေးမယ်ပေါ့ ဟုတ်ပြီတော့ဒီနောက်ထပ်တပွဲကကျတော့ဒီနေ့ည12:55မှာပဲကစားမဲ့ဘီဘာအိုနဲ့ရိုမာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီနေ့ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်ရင်ဘီဘာအိုကတကိုးသွင်း95ပြားရမှဆိုပြီးတော့ဂျီထွက်တယ်ပြီးတော့ဒီဂိုးပေါင်းနေနဲ့ဆိုလို့ရှိရင်တော့နှစ်ကိုးသွင်း80ရှုံးမယ်ပေါ့နော်အဲ့တော့ဒီပထမအကြောမှာတော့ရိုမာက2-1နဲ့နိုင်ခဲ့တယ်နှစ်သင်းပေါင်းသင်းကိုရရှိခဲ့တယ်ပေါ့နော်ပြီးတော့ရိုမာအသင်းကစားခဲ့ရင်နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်ရင်6ပွဲကအပြန်အလှန်သွင်းကိုရရှိခဲ့တယ်ပြီးတော့ဘီဘာအိုအသင်းကစားခဲ့ရင်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲက ဒါပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်ခုနှစ်ပွဲကအပြန်လည်တွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့မိဘအုပ်တင်းကစားရဲ့ယူရိုပါလိနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်လည်း၃ပွဲလုံးကအပြန်လည်တွင်းကိုရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီဘီဘာပေါ့နော်ဘီဘာအုပ်တင်းကသူတို့ရဲ့ဒီ ယူရိုပါလီရဲ့အင်ကွင်း၄ဝက်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရဲ့တိုက်စစ်ကတွင်ကို၂၉တောင်ပေါ်၂၉တက်ပို့ပြီးတော့ရှောင်းတွင်တက်တာကိုတွေ့ရတယ်။ရိုမာကစားခဲ့တဲ့ဒါယူရိုပါလီရဲ့နောက်ဆုံး၃ဝက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း၃ဝက်လုံးကအပြန်လည်တွင်ဖို့ရရှိခဲ့တယ်ပေါ့နော်။ပြီးတော့ရိုမာကဒီရာဒီယူရိုပါလီရဲ့ဝေးကွင်းပွဲစီနေမှာဆိုလို့ရှိရင် တပွဲမှသူတို့ပြိမ့်ရှိမရသေးဘူးပွဲတိုင်းဒီပါပေးကိုယူခွင့်ပြုပေးထားရယ်ပေါ့နော်အဲ့တော့ဒီပွဲမှာပြန်လည်သွင်းကိုယ်ကြီးရှိလိမ့်မယ်လို့ထင်တယ်ပထမအကြောင်းမှာရိုမာ2-1နဲ့နိုင်ခဲ့ရယ်ဆိုတော့ဒီပွဲမှာဒီဗီဘောက2-1လောက်နဲ့ပြန်ပြီးတော့နိုင်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့နှစ်ဂိုးသွင်း80ရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာဂိုးပေါ်ရွေးချယ်ပေးခြင်းပါတယ် ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ည2နာရီခွဲမှာကစားမယ်စပါးနဲ့အီဇက်အကမာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်စပါးကတကိုးသွင်း95ပြတကိုးသွင်း35ပြရှုံးမစူရောကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုးသွင်း ငါးပြရအောင်ဆိုပြီးတော့ကြီးထွက်တာပဲပေါ့နော်အဲ့တော့ပထမအကြုံမှာတော့စပါးကဒီ AZ ကိုသူတို့1စီးနဲ့ရှုံးခဲ့ဆိုပေမဲ့လို့ဒီယာဒီယူရိုပါလိအစောပိုင်းမှာတော့ဒါစပါးကအင်ကွဲမှာ AZ နဲ့တွေ့ဆုံမှုတယ်ပေါ့နော်အဲ့တော့စပါးက1စီးနဲ့နိုင်ခဲ့ဘူးတယ်ပြီးတော့ Dortmund Spartan ကဒီရာဒီသူတို့ရဲ့ YouTube လေးအင်ကွင်း၄ဘွဲ့မှာဆိုလို့ရှင်၃ဘွဲ့တီတီနိုင်တယ်။တပတ်က AZ ကိုကျွန်တော်ပြန်ကြည့်ရင်လည်း YouTube လေးရဲ့ဝေးကွင်း၈ဘွဲ့မှာဆိုလို့ရှင်တဘွဲ့မှာသူတို့မနိုင်သေးဘူး။ ီးတော့ယူရိုပါလီရဲ့ဒါဝေးခွင်းနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ပိုင်းကပီကို၁၀ကိုဒီခွင့်ပြုပေးထားရယ်ပေါ့နော်ပြီးတော့ဒီယူရိုပါလီဒီယာဒီမှာကစားခဲ့ရယူရိုပါလီရဲ့ဒီအဝေးခွင်း၅ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရှုံးခဲ့တာဒီ၃ပွဲတိတိ ရှိခဲ့တာကိုတွေ့ရတယ်ဗောနော်အဲ့တော့စပားကလက်ရှိမှာ Europa League မှာအင်္ဂွင်းအားကောင်းနေဗောနော် Europa League အင်္ဂွင်း၉ဘွဲမှာတွင်းကို၉ခုရတာတယ်ဒီဘွဲကပြောလို့ရှိရင်စပားတော့ကတော်တော်လေးအရေးကြီးတဲ့ဘွဲဗောနော်ပထမကြော့မှာ AZ ကိုသူတို့ရှုံးခဲ့ဆိုတော့နောက်တစ်ဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်ဒီနေ့မှာသူတို့ဂျင်းဒီပါအနိုင်ကစားဖို့လိုတယ်ဗောနော် အဲ့တော့ဒီစပားအနေနဲ့ဒီအင်ကွင်းပရိသတ်တွေအရှိမမှာတစ်ဖက်က AZ အကမာတင်းကိုအနိုင်ယူနိုင်လိမ့်မယ်လို့ထင်တယ်။တကိုးသွင်း35ပြားရှုံးမယ်ဆိုပေမဲ့လို့ဒီဘက်မှာစပား1ကြီး2ကြီးလောက်တော့ဒီတစ်ဖက်က AZ အကမာကိုဒီအနိုင်ရနိုင်ယူနိုင်လိမ့်မယ်လို့ထင်တာကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ဆိုလို့ရှိရင်ကျွန်တော်စပားကိုရွေးချယ်ပေးမှာပေါ့နော်။အဲ့တော့ဟုတ်ပြီဒီနောက်ထပ်ပွဲစဉ်တစ်ပွဲရတော့ဒီနေ့ည2နာရီဝဲမှာပဲကစားမယ်။ Ranger နဲ့ Phi number 0ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ပထမကြုံမှာတော့ Ranger က3ဂိုးတကူနဲ့နိုင်တယ်ပြီးတော့ Ranger က Yuluba League ရဲ့အိမ်ကွင်းနောက်ဆုံး3ပွဲကိုကျွန်တော်ပြန်ကြည့်3ပွဲလုံးရှုံးဝဲမရှိကစားရတယ်ဒီတစ်ဖက်က V number G အနေနဲ့ကျတော့လေ YouTube လीဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်သူတို့ဒီနိုင်ခဲ့တာနှစ်ပွဲပဲရှိရပါတော့ပြီးတော့ V number G က YouTube လीရဲ့အဝေးကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လေသူတို့နိုင်ခဲ့တာတစ်ပွဲပဲရှိတယ်အဲ့တော့ဒီပွဲမှာပြောလို့ရှိရင် Ranger က VR ဂိမ်းဂိမ်းနဲ့ကစားရမှာဖြစ်တယ်ပေါ့နော် ဒါဒီပထမအကြောင်းမှာတော့လည်းသူက3-1နဲ့ Ranger ကတစ်ဖက်က Phenomachi ကိုနိုင်ရဲဆိုတော့ဒီဘက်မှာ Ranger မရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဒီ Phenomachi ဘက်က level 5ပြားရှုံးဆိုတဲ့ကြီးထွက်လာတဲ့တခုမှာ Ranger ဒီဘက်မှာအိမ်ကွင်းမှာတည်ရတာမို့အနိုင်လောက်တော့ Phenomachi ကိုကစားနိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီဘက်မှာကျွန်တော် Ranger ကိုရွေးချယ်ပေးခြင်းပါတယ် အဲ့တော့ဟုတ်ပြီဒီနောက်ထပ်ပွဲချင်းတစ်ပွဲကတော့ဒီနေ့ည2နာရီခွဲမှာပဲကစားမယ် Lion နဲ့ဒီ Styria Bucharest 0ရဲ့ပွဲချင်းပေါ့နော်အဲ့ဒီပွဲချင်းရဲ့ G ကိုကျွန်တော်ပြန်ကြည့်ရင် Lion ကတကိုးသွင်းပြား60ရှုံးမယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်း65ပြားရမှာဆိုပြီးတော့ G ထွက်တယ်အဲ့တော့ပထမအကြုံမှာတော့ Lion က3-1နဲ့9နဲ့ ဒီလိုင်ဝင်သင်းကစားရဲ့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲကတသိန်းပေါင်းသင်းကို3ခုတည်းရှိခဲ့တယ်ခုနောက်ပြီးတော့သူတို့သင်းကစားရတဲ့ဒါအိမ်ကွင်းနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်လည်းဒီသင်းကိုစုစုပေါင်း12ခုတည်းရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်ကဒီစတီယာဘူကာရက်စတီသင်းကကစားရဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲကသူတို့ရဲ့တိုက်စစ်ကကိုရခဲ့တယ်ပြီးတော့သူတို့သင်းကစားခဲ့တဲ့ဝေကွင်းနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း ီ twin go စုစုပေါင်းอ่ะဒီ2.6လောက်ထိရှိတယ်ဘောနော်ပြောရလို့ရှင်3 go ဝင်ကျင်လောက်ထိရောက်တယ်ဘောနော်ပြီးတော့သူတို့ကစားခဲ့တဲ့ youtuber လေးရဲ့ဒါနောက်ဆုံး5ဘွဲ့မှာဆိုလို့ရှင်လည်း3ဘွဲ့ကဒီနှစ်သိန်းပေါင်း twin go 3 go ထိရောက်ခဲ့တယ်ဘောနော်အဲ့တော့ lion ကကြတော့လေဒီ youtuber လေးရဲ့နောက်ဆုံး5ဘွဲ့မှာဆိုလို့ရှင်3ဘွဲ့ကနှစ်သိန်းပေါင်း twin go 3 go ထိရောက်ခဲ့တယ်ပြီးတော့အိမ်ကွင်းမှာဆိုလို့ရှင်လည်း lion ကဒီ youtuber လေးနောက်ဆုံးအိမ်ဝင်း၄ဘွဲ့မှာသူရဲ့တိုက်စစ်က သွင်းကို14ကိုကြီးရခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ3ကိုသွင်း65ပြရမယ်ဆိုပေမဲ့လို့ကျွန်တော်ဂိုးပေါ်ကြိုက်တယ်ဒီနှစ်သင်းပေါင်းသွင်းကိုရရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်3ကိုသွင်း65ပြရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီနေ့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ဂိုးပေါ်ရွေးချယ်ပေးနေတယ်ပေါ့ ုတ်ပြီးတော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ည2နာရီခွဲမှာပဲကစားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဆိုစီတက်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်မန်ချက်စတာယူနိုက်တက်ကတကိုးသွင်း95ပြားရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်း35ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ပထမအကြုံမှာတော့1-1နဲ့ ီတစ်ဖက်တစ်ကိုစီအသေးကြတာတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းကစားရေးနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၅ပွဲလုံးကဒီအပြန်လည်သွင်းဖို့ရှိထားရပေါ့နော်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကစားရေးနောက်ဆုံး၁၀ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်စစ်ကဒီခိုးမရခဲ့တာဆိုလို့ရှိရင်၂ပွဲပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့အိမ်ကွင်းမှာဆိုလို့ရှိရင် United က နောက်ဆုံးအားပွဲစားတိုက်ထိကလင်းရှိမရထားဘူးပွဲတိုင်းဒီမှာပေးကိုခွင့်ပြုပေးထားရတယ်ပြီးတော့ဆိုစီတဲ့တင်ကစားခဲ့တဲ့ YouTuber လေးနောက်ဆုံးအားပွဲမှာဆိုလို့ရှိရင်လေးပွဲကအပြန်လည်တွင်းကိုရရှိခဲ့တယ်ဗောနော်ပြီးတော့ဆိုစီတဲ့ကကစားခဲ့တဲ့ YouTuber လေးရဲ့အဝေးဝင်း6ပွဲမှာဆိုလို့ရှိရင်လေဒီသူတို့ရဲ့ခံစစ်ပိုင်းကပေးကိုခွင့်ပြုပေးထားရတယ်ဗောနော်ဒါမှမဟုတ် တိုက်စစ်ကလည်းတွင်ကို9ကိုထိပြန်ပြီးရယူထားနိုင်ခဲ့ရအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲကနှစ်သိန်းလုံးတော့ရည်ကြီးရယ်ပထမကျောင်းကဝမ်ဝမ်းနဲ့တည်ကြခဲ့ဆိုတော့ဒီနှစ်သိန်းလုံးမှာကနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးတွေအများကြီးရှိနေသေးတယ်ပေါ့နော်အဲ့တော့အပြန်လည်တွင်ကိုရှိလိမ့်မယ်လို့ထင်တယ်ဝမ်ဝမ်းနဲ့ပွဲပြီးသွားရင်တော့မှ35ပြားပဲရှုံးမဲ့9ပေါင်းကြီးတခုမှကျွန်တော်ကဒီပွဲမှာအပြန်လည်တွင်ကိုရှိမယ်ထင်တာကြောင့်ဒီဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်9ပေါ်ရွေးချယ်ပေးလိုက်မယ်ပေါ့